မင်္ဂလာပါမစ္စတာနိုင်မဲမြန်မာမှကျိုးဆိုပါတယ်အလောင်းအပိုင်းတုံးမလေးရှားပဒေါပင်အိုအိုကြီးတွေချာဟောင်းနွမ်းနေတဲ့တစ်တာအဆောက်အဦးရဲ့ခြေရင်ဘက်မှာ ွာဖြော့ဖြော့မေးရောင်လင်းနေတဲ့ကျွန်တော်အခန်းကျွန်တော်တေချာကြည့်ပြီးမဲ့ပဒင်ပေါက်မှာဘယ်သူမှမတွေ့ပါဘူးမောင်မျိုးကတော့ပလက်ကလေးထိုင်မှာပြန်ထိုင်ရင်းကျွန်တော်ကိုမချူမချင်းအကြည့်နဲ့ကြည့်နေတယ်ဟေးကောင်ငါတကယ်ပြောတာဘယ်စောမှခေါ်မထားဘူးကွာအေးနေ့လေကတော့ ဟိုလူတတ်မှုမှာငါဓာတ်ပုံတော်ရိုက်ပြီးသားတယ်။ရင်ခွဲယုံကနေအဲ့ဒီစော်ပါလာတာနေမှာပေါ့။ဟာဟဲ့လူခညာမနှောက်နဲ့ဗျာ။ကျုပ်ကညညဆိုတယောက်တည်းကင်းစောင့်နေရတာ။ငကိုကလေးကခမားနေတဲ့ယုံဟောင်းကြီးကတရေ၆တယ်နာမည်ကြီးနေတာကိုကျွန်တော်ပလဲကလန်ထိုင်ပေါ်ထိုင်ချလိုက်တယ်စိတ်တွေက ပိုးပြီးနောက်ကြည့်ရှုပ်ထွေးခုနမောင်မျိုးကိုပြောတယ်လို့ဒီကောင်မလေးကကျွန်တော်နောက်လိုက်လာတာလားလိုက်လာရအောင်သူနဲ့ကျွန်တော်တခါမှမတိခဲကြဘူးလေသူ့ကိုတည်သွားမှကျွန်တော်ကမြင်ဘူးတာဟုတ်တယ်မလားအသက်ရှင်စင်မှာကျွန်တော်ဆိုတာဘယ်သူမှန်းတောင်သူတိမှာမဟုတ်ဘူးဒါနဲ့များ သူကဘာကိစ္စကျွန်တော်နောက်လိုက်လာရတယ်လေသူရဲ့ဝူလီစလေးပုံတွေကုန်များဓာတ်ပုံရယူလို့လားအဲ့ဒါကြောင့်သူကလိုက်လာတာလားကျွန်တော်မျက်လုံးတွေကိုမိတ်ထားလိုက်တယ်မနေ့ကျဓာတ်ပုံတွေအားလုံးစခန်းမှုကိုပေးလိုက်ပြီးရင်ဒါတွေကအဆုံးတက်သွားမှာပါအေးဒီသာမျိုးကြီး အာယုံလာမနောက်ပါနဲ့တော့ကွာဟူးကိုပိုင်စကိုပိုင်စကျွန်တော်ပခုံးကိုတယောက်ယောက်ကလုံလူလိုက်တယ်မြေလုံးဖွင့်ကြည့်လိုက်တော့ကိုဆိုင်ကိုဆိုင်ဆိုတာကဒီခဲ့ရဲ့ဂိမ်းမူဒူရဲ့အုပ်နမဲအရင်ကဆိုင်းရှန်ဝမ်မူဆယ်လိုနေရာကောင်းမှာရဲအုပ်အဆင့်အထိနေလာပြီးမှ အရက်မူရင်ပြဿနာတက်လွန်းလို့ယာထူးတဆင့်ချခံပြီးအပြစ်ပေးအနေနဲ့ဒီမျိုးကိုပို့ခံထားရတာသူတို့ရေလောကမှာတခုခု အပြစ်လုပ်ပြီးဆို ဝေးလံခေါင်တီတဲ့ဒေတာဖြစ်တဲ့ချင်းပြည်နယ်၊ကြားပြည်နယ်ဘက်ကိုပို့တက်ကြတဲ့စခန်းမူပြောပြဖူးလို့ကျွန်တော်လဲတိတာပါစခန်းမူကိုစိုးအောင်ကိုတိုင်ကလည်းရဲတင်တန်းကြောင်းမှာအကြာကြီးနေခဲ့ပြီး အိမ်ထောင်ရေးဖောက်ပြန်တဲ့ပြဿနာကြောင့်ဒီဘက်ပုတ်ခံထားရတာလို့သူတပည့်တွေကပြောပြဖူးတယ်။ဒီတော့အနေနဲ့အရရက ပြဿနာကောင်တွေဒီဘက်မှာ လာစုနေတဲ့သဘောပဲ။အခုလဲစောစောစီစီကိုဆိုင်ရဲ့ပွားရောင်ရောင်မျက်နှာဟာနီရဲနေပါပြီ။အရဲနံကန်လဲထောင်းကနေဆရာသမားကမော်နင်းတောင်ပြဲ့ပြီးပြီကိုအင်းလေမိုးတောင်တော်တော်လင်းမှပဲ။ ဒီပလက်ကလိုင်ထိုင်ပေါ်ညကဘယ်လိုအိပ်ပျော်သွားလဲတောင်မသိကိုပိုင်စညကစခန်းမှုကမာသွားတယ်ခမည်းစီကဟိုဒက်ဘော်ဒီပုံတွေစီဒီခုတ်ထားတာပြီးနေရုံးကိုဒီနေ့တော့ပိုးရမယ်တဲ့အဲ့ဒါပြီးပါအောင်အော်အင်းဟုတ်တယ်လာဗျာကျွန်တော်လဲညကအိပ်မပျော်တာနဲ့မောင်မျိုးစီထွက်လာပြီးစကားပြောရင်မိန်ကနေကနေဘယ်လိုအိပ်ပျော်သွားလဲမသိဘူး ကိုဆိုင်ကတော့ကွန်းတရထုတ်ွားပြီးကျွန်တော်နောက်ကလိုက်လာတယ်ကျွန်တော်အခန်းရှိရောက်တော့အချင်းဒီကိုအငယ်ခါလိုက်တယ်ညတော့ကအချင်းဒီတိုင်းပါပဲဘာမှအပြောင်းလဲမရှိရော့ဒီမှာ CD ကိုဆိုင်က CD ချကိုတီချကြည့်တယ်ကိုပိုင်စားခမားမှာဒီပေါ်ရေးတဲ့အမကပန်ရှိလားကျွန်တော်ကကွန်ပျူတာဘေးကချင်းကိုမျက်စပြပြလိုက်တယ် ကိုဆိုင်ကမကပန်ကိုယူပြီး CD6 ပေါ်တစ်ခုခုရေးဖို့ပြင်တယ်။ပြင်းနေရုံကကောင်တွေကဒီအတန်းယူသွားလို့ကတော့ကျုပ်ကိုကောမှာဟိုတစ်ခါတော့ကလည်းလီလာပတ်စီကောမတန်းခွေဒီအတန်းယူသွားလို့ပြောလိုက်ကြတာရက်စရာဘူးမရှိဘူး။အပေါ်စာမပါတော့ CD မှာ အကြောင်းအရာလေးတော့ရေးလာခင်မဘော့ဘာညာနဲ့ပြောပါဦးမင်းညာကတည်သွားတဲ့ကောင်မလေးရဲ့နာမည်ဘယ်သူ အေဒီတာမျိုးကိုဆိုင်ကမကပိုင်ကိုတာကင်ထားတာလက်ကတုံနေတယ်ယမကတကူတွေလေကဲပြီးပါဗျာကျွန်တော်ပဲရေးပေးပါမယ်ခမားဟာကလည်းကျွန်တော်လည်းစိတ်မရှိတာနဲ့သူ့လက်ချက်ကပန်ကို UBCD 6ပေါ်ရေးပေးလိုက်တယ် A D D မျိုး dead body photo နာမည်ကလာတာဗျနော်ဖြတ်ကနေကျွန်တော် လက်ဖမိုးပေါ်အေးဆက်ဆက်အထီတွေ့ခံစားလိုက်ရတယ်။ပြီးတော့အနီရောင်အဆက်တွေလက်ဖမိုးပေါ်အာကျွန်တော်အလန့်တကြားထခုန်ပြီးလက်ကိုခါလိုက်တယ်။ကိုဆိုင်ကကွန်ဂျီပလုတ်ပလောင်ကနေရေကြဲကြဲ Sorry sorry ကျွန်တော်ကွန်တတွေးတွေပါကျွန်တော်တုတ်ပြီးပါမယ်လခွန်ကွန်ရီဝါပြီးအပေါ်ကနေစကားပြောတော့ကွန်တတွေးတွေကျွန်တော်လက်ပေါ် ကြလာတာငါလိုမလူယွန်စရာကြီးပြတော်တော်ဒါယူပြီးခင်ဗျာလေ့လိုက်တော့ကိုဆိုင်ကစပွဲပေါ်ကလက်တုပ်ပေါ်ဟာယူပေးပြီးစီတီချကိုယူရဲချဲချဲနဲ့ထက်သွားပါတော့တယ်ကိုပိုင်စနင်းစုံတွေကဝေတွေတရေတစီတွေဆိုတာကိုယုံလာတောင်ဆင်းလမ်းမို့ဆိုက်ကဲကိုတတိနဲ့ထိန်မောင်းနေတဲ့ဂျာက ကိုဖလီကနောက်ကထိုင်နေတဲ့ကျွန်တော်ကိုလမ်းမေးတာပါဘာဖြစ်လို့လဲကိုဖလီ ငါတို့အခုသွားမယ့်အရာဤပရာရွာဘဲမှာစုံမရှိတယ်။ဗျာခုအဲ့ဒီရွာတဝိုက်မှာကလေးတွေအရန်တည်နေကြတယ်။ရွာသူရွာသားတွေကတော့စုံမပြုတ်စားလို့တည်တယ်လို့ယူဆနေကြတယ်ကော။ဒီခေကြီးမှာဗျာဒီနေ့မနေ့ကိုဆိုင်ထွက်သွားပြီးတဲ့နောက်ဈေးရှိကလည်းဖေးရဆိုင်မှာကျွန်တော်မနေ့စာသွားစားတယ်။အဲ့ဒီမှာကိုဖီလင်းနဲ့တိုးတာကိုဖလီကကရောလူမျိုးပါပြီးတော့စေတချွေရန်အဖွဲ့ကအရာရှိ သူကအလောက်ကိစ္စနဲ့ရာအီဘရာရွာဖက်တညာအိတ်ဆင်းမမို့ကျွန်တော်ကိုလိုက်ခဲ့ဖို့အဖို့ဆတ်တာကျွန်တော်လည်းမနေ့ကဖြစ်ထားတဲ့စိတ်ရှုပ်စရာတွေကြောင့်စိတ်ပြေလက်ပြောက်သူနယ်လိုက်သွားဖို့အဆုံးဖြတ်လိုက်တယ်အဲ့ဒီဘက်ရွာတွေကညာအိတ်သွားရတာမို့အတိမရှိရင်မလွယ်ဘူးမဟုတ်လားသူလည်းအဖို့ရှိတော့ချုပ်ခင်းတွေဒီတက်ခံတွေကိုဓာတ်ပုံလဲရိုက်လို့ရတာပေါ့မနေ့ကကိုကင်မရာလေးကဟိုအလောင်းပုံတွေရိုက်ထားရတာမို့ ပုံလလလေးတွေရိုက်ပြီးစိတ်အပန်းဖြေဖို့လဲရည်ရွယ်တာပါခုတော့ဒီဘဲကလမ်းတဝဲရောက်မှ စိတ်ညစ်ညူးစရာစုံကဝေးဇက်လန်းစတော့တာပဲရဲ့ဤပရာရွာကိုညနေ3နာရီလောက်မှကျွန်တော်တို့ရောက်သွားတယ်လမ်းကလည်းတောင်တက်တောင်ဆင်းတွေကြီးလမ်းကစင်ဖြူတောင်မှာရှုခင်းတွေကိုဓာတ်ပုံဝင်ရိုက်ကြတာရဲ့မော်တီဒိုဆိုတဲ့ရွာမှာသမင်းစားရင်မီးဖြတ်အရက် နည်းနည်းစီဝင်ကြရကများများဖြစ်သွားလို့အချိန်လင့်သွားတာလည်းပါပါတယ်။အရင်ဆုံးတဲခုကြမဲ့ရွာဖျားရှိခိုးကြောင်းကို သွားကြတယ်။ဆရာတော်ကလိုက်ကိုသွားနေတော့သူတပည့်ကက်တလစ်ဒီကန်ကြီးတပါးကပဲဖျားရှိခိုးကြောင်းထဲနေထိုင်ဖို့ကျွန်တော်တို့ကိုနေရာချပေးတယ်။ကိုဖလစ်ကသူ့ NGO ကိစ္စအတွက်ရွာလူကြီးနဲ့တွေ့ဖို့ထက်သွားချင်းကျွန်တော်လည်းအနီးတစ်ဝိုက်ကိုဓာတ်ပုံရိုက်ဖို့တယောက်တည်း ထွက်လာလိုက်တယ်။ဖះအကြောင်းကုန်းအတိုင်းလမ်းကြည့်ရင်ခက်လန်းလန်းမှာဆန်ချောင်းကလေးတစ်ခုရာအီဘရာချောင်းဆိုတာဒါပဲဖြစ်ရမယ်။ဖះအကြောင်းဘေးကရှို့လေးအတိုင်းဆန်ချောင်းရှိရကိုကျွန်တော်ဆင်းသွားတယ်။ကြောက်တုံကြောက်ခဲလေးတွေဂျာကတတွင်တွင် စီစင်းနေတဲ့ဆန်ချောင်းလေးဟာကျွန်တော်ထင်ထားသလိုကြည်လင်မနေပါဘူး။ဒါပေမဲ့လည်းတစ်ပင်ကြီးတွေပပလည်နဲ့ တိတ်ဆိတ်နေတဲ့ဝန်းကျင်ဟာကျွန်တော်ကိုချဲချင်းဖန်စာလိုက်နိုင်ပါရဲ့ညနေ၄နာရီခွဲလောက်ဆိုပေမဲ့ရှူသေးလဲဖြစ်ပြန်တကြီးဝါကြီးတွေလဲလွမ်းထားတော့အလင်းရောင်ကတိတ်မရှိလားစံချောင်းရဲ့တစ်ဖက်ချမ်းမှာတစ်ဖက်ရဲ့တဲအင်္ဂလီတလုံးအဲ့ဒီရှုခင်းကနေအောင်ပျောက်ပျောက်အောင်မှကျွန်တော်ကိုဖန်စာလိုက်တယ် င်မရာကိုကျွန်တော်တေးချချိန်လိုက်တယ်။စာချောင်းလေးပြီးနေရောင်တွင်ဖြာချနေတဲ့ရိုးရာတဲအင်္ဂလီရုပ်တရက်ကင်မရာမြင်ခွင့်ရှိ စပင်းအဖြူရောင်နဲ့မျက်နှာအဖြူရောင်ကြီးတစ်ခုပြီးတော့ကျွန်တော်ဖဲကိုကြည့်ပြီးဘာသာစကားတစ်ခုနဲ့ဆူဆူဝါဝါအော်ဟစ်တန်ကျွန်တော်ကင်မရာကိုကင်ထားရင်ကနောက်ကို လန်ကျသွားတယ်။ကယောလူမျိုးအဖားအိုတယောက်တင်တိုင်းအနှဲရောင်အောက်ကမျက်နာတွေလက်တွေဟာဖြူစွန်းနေတယ်။ပြီးတော့ကျွန်တော်ခဲကိုကြည့်ပြီးဘာသာစကားတစ်ခုနဲ့ဆက်တိုက်អော်တော့တာပဲ။နားပေါက်ကျဲကြီးကတွဲလောင်ကျနေတလို့သူ့တွားတွေကလည်းထူးထူးခြားခြားမင်းနဲ့ နေတယ်။သူကြည့်ရတာကျွန်တော်ဇက်ပုံရိုက်တာကိုမနေမျိုးပုံပေါက်နေတယ်။ကျွန်တော်လည်းအလန့်တကြားပဲရှုအတိုင်းပြီးမိတော့တယ်။နင်တွေးခေတာနဲတူပဲကိုဖီလီကမိပုံရှိကခေါင်ရီအိုးကိုတဆုပ်ဆုပ်လိုက်တယ်။ပြီးတော့ကျွန်တော်ကကမ်းပေးတယ်။နဲတူဆိုတာဘယ်တူလဲ။ငါမနေ့ကပြောတဲ့စုံမဆိုတာလေရွာသေး ေးမနေလို့ဆရာတော်ကကြောင်ဘေးကစမ်းချောင်းမှာတဲထူနေခိုင်းထားတာအာသူနင့်ကိုဘာလို့អော်သွားတာလဲနင်းတိလာကိုပိုင်စကျွန်တော်ပဲနားလဲမလဲဗျာကြောစကားနဲ့អော်သွားတာပဲကျွန်တော်တို့ကမီးဖို့ဝက်သား6กินလာချပြီးတဲ့ဖះចောင်းကဂျီကန်ဂျီကကျွန်တော်ကိုជីပြီးဝင်ပြောတယ် နဲတူကစုံမဟုတ်ပါဘူးခယူတင်ယောဂကြောင့်သူပုံစံကသူများနဲ့မတူဖြစ်နေတာမို့လို့ရွာကတချို့ကအထင်လွဲနေကြတာတကယ်တော့သူကကက်တလစ်ကောင်းတယောက်ပါပကြီးအမြဲစိတ်မြစ်စာတရားကိုလည်းအမြဲပူဇော်နေတာပါဒါပေမဲ့သူမှာနတ်ဆိုးတွေတရေတွေဝိညာဉ်တွေကိုမြင်နိုင်တဲ့အစွမ်းရှိတယ်လို့ဆရာတော်ကတခါကသူကိုယ်တိုင်ပြောဖူးတယ် ေကန်ဂျီစကာအဆုံးမှာကျွန်တော်လည်းထဲကခေါင်ကြီးဦးပါလွတ်ချသွားတယ်